အရခတ်တက်တော်ရဲ့မကွေးပကိုးနဲ့အီယာဝတီတိုင်းအတွင်းထီကိုပါချင်းချောက်လာနေတဲ့ထိုးစစ်ဒီအပိုင်းအရခတ်တက်တော်အေးနဲ့မြမစစ်တက်နဲ့ဂျားကတိုက်ပွဲတွေကအတော်လေးလူပြောများတဲ့အကြောင်းအရာတွေဖြစ်ခဲ့ပြီးဒေါ်လန်ရဲ့ပြည်သူကစစ်တက်ထောက်ခံသူတွေပါအထူးအာယုံဆိုင်စောင့်ကြည့်ခဲ့တဲ့တိုက်ပွဲတွေလိုပဲဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့2023ကနေ2025ခုနှစ်လောက်ထိ တောက်လျှောက်ဆိုသလိုဒေါ်လာရင်းအင်အားစုတွေကမြန်မာနိုင်ငံအနှံ့ပြားမှာအသာစီးနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ပြီးမြို့သိမ်းစခန်းသိမ်းတွေတာမကဗိုလ်မှူးချုပ်ဗိုလ်ချုပ်အဆင့်တွေကိုပါရှင်းလင်းတုံ့တင်နိုင်ခဲ့တာတွေတုံးမှန်အဖြစ်ဖမ်းဆီးရေးယူနိုင်ခဲ့တာတွေရှိခဲ့ပါတယ်ဝမလင်လင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့မျိုးဆက်တစ်ခုလုံးမှာဒါမက လလန်းမိသမျှမျိုးဆက်တွေတစ်ခုလုံးမှာပါမြန်မာစုဘိုလ်ချုပ်တွေကိုတော်လန်ရင်အင်အားစုတွေကအရှင်ဖန်းစီနိုင်တာတွေရှင်လင်းတုတ်တင်နိုင်တာတွေနဲ့ မျိုးတွေတစ်ခုပြီးတစ်ခုဇက်တိုက်ဆိုသလိုတိမ့်ပိုက်ပြနိုင်ခဲ့တာဆိုတာမျိုးတွေလုံးဝကြားဘူးခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်30နှစ်ခွန်နောက်ပိုင်းဇက်တိုက်မြင်တွေ့ကြားခဲ့ကြရတဲ့အာနာရှင်မြန်မာစစ်တပ်ရဲ့ကြာဆုံးခန်းကိုတော်လန်ပြည်သူကြီးငယ်မရွေဝမ်းသာအားရရှိခဲ့ပြီးတော်လန်ရင်အင်အားစုတွေကိုလည်းအလုံးကို2000အားရကြိုးဆိုမှုတွေရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေဟာရှမ်းပြည်နယ်မှာဆိုရင်ရှမ်းပြည်နယ်တစ်ခုလုံးလွတ်မြောက်လို့နှိပါဖြစ်ခဲ့သလို ဂရင်းနီချင်းကရင်နဲ့အညာဒေသတွေမှာလည်းအတိုင်းအတာတော်များများနဲ့နေမြေစိုးမှုမှုတွေရရှိခဲ့ပါတယ်။ဒါ့အပြင်မြန်မာပြည်အနောက်ပိုင်းရခိုင်ပြည်နယ်မှာဆိုရင်လဲကြောက်ဖြူစစ်တွေမန်အောင်မြို့သုံးမြို့မှလွဲပြီးဂျန်တဲ့ပြည်နယ်တွေတွင် မြို့တွေအလုံးကိုအာရခတ်တပ်တော်ကတိမ့်မိုက်ခါလက်စွမ်းပြနိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့ဒီလိုတော်လိုင်းတပ်ဖွဲ့တွေရဲ့အောင်မြင်မှုတွေကိုစစ်တပ်ကနိုင်ငံရေးနီလန်းစီယုံတွေနီလန်းသွေးခွဲချင်းနီလန်းပေါင်းစုံနဲ့ သုံးပြီးတော့တုံ့ပြန်ဆောင်ရွက်မှုတွေရှိခဲ့တာကြောင့်2025ခုနှစ်အစောပိုင်းကစကဒေါ်လာအင်အားစုတွေရဲ့ထိုးစစ်တွေကိုကောင်းကောင်းတန်ပြန်လာနိုင်တဲ့အပြင်အခုနောက်ပိုင်းဆိုစစ်တပ်ကအသာစီးပုံစံနဲ့ပင်၎င်းတို့လက်လွတ်ထားရတဲ့မျိုးတွေကိုပြန်လည်သိမ့်ပိုက်လာနိုင်တာတွေကိုတွေ့ရပါတယ်စစ်တပ်ရဲ့ဒီလိုတဖန်အားကောင်းလာတာတွေနဲ့ပတ်သက်ပြီးဒေါ်လာရင်တပ်ဖွဲ့တွေကပြည်သူတွေကပါစိုးရိမ်မှုတွေရှိခဲ့တယ်လို့စစ်တပ်ဝါဒဖြန့်ချီရေးတွေကလည်းဒီဇိုင်းမမတ်နဲ့ပင်စစ်တပ်ကတိုင်းနိုင်ငံလုံးအသာပြန်ရနိုင်ပြီး ဒေါ်လန်ရေးကရှုံးသွားပြီဆိုတဲ့ဥတီချက်မျိုးနဲ့ဝါဒဖြန့်ချီတာတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဒီဝါဒဖြန့်မှုတွေဟာမှန်ကန်မှုရှိမနေဘူးဆိုတာကိုဒီရပိုင်းအရခတက်တော်ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တွေအရခတက်တော်နဲ့စစ်တပ်တို့ကြားအပြင်းထန်တိုက်ပွဲဖြစ်ပွားနေတဲ့မကွေးတိုင်းပဲခူးတိုင်းတွင်းကတိုက်ပွဲတွေကတက်တည်ပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ပြီးခဲ့တဲ့၁၀ရက်နေ့ကအရခတက်တော်ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးအနေငယ်ပြောချင်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာဆိုရင်အရခတ်တက်တော်နဲ့မြန်မာစစ်တပ်တို့ဟာရခိုင်ပြည်နယ်အတွင်းကစစ်တွေကြောက်ဖြူတွေတာမှာကမကွေးတိုင်းပဲခူးတိုင်းနဲ့အေရီတိုင်းတွေမှာပါတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ပါရှိပါတယ်။တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာနဲ့အညီပြည်သူလူထုကိုအတိပေးထားပြီးစစ်တပ်ရဲ့ရုံမာမှုတွေကိုတတိထားရန်လဲတိုက်တွန်းထားတာတွေရှိပါတယ်။ဒီထုတ်ပြန်ချက်နဲ့တဆက်တည်းလက်ရှိအရခတ်တက်တော်ဦးဆောင်တိုက်ပွဲဝင်နေတဲ့တိုက်ပွဲတွေဟာလည်းတကယ်ကိုပြင်းထန်နေပြီးရခိုင်ပြည်နယ်အတွင်းကသိမ့်ပတ်ရန်ကြံရှိနေတဲ့စီမံကိန်းတွေရှိရာကြောက်ဖြူ ပြည်နယ်မြို့တော်စစ်တွေဒေသတာမကရခိုင်ရိုးမတစ်ဖက်ကပဲခူးတိုင်းဘက်ချမ်းမကွေးတိုင်းဘက်ချမ်းတွေစစ်ကောင်စီအားကောင်းရာအေရာရီတိုင်းဘက်ချမ်းတွေမှာပါကြဲကြဲပြန့်ပြန့်ဖြစ်ပွားလျက်ရှိပါတယ်။အရခတ်တက်တော်ရဲ့ဒီလိုစစ်မျက်နှာကြဲပြန့်မှုနဲ့ပတ်သက်ပြီးစစ်ရေးစောင့်ကြည့်သူတွေကိုယ်တိုင်ကပင်ရရှိမှာဖြစ်နိုင်ပါမလားအားကောင်းနေရာကနေအပြော့သွားနိုင်မလားဆိုတဲ့မေးခွန်းတွေရှိခဲ့ပေမဲ့နေမြေဒေသခံတော်လိုက်တက်ဖွဲ့တွေနဲ့ကောင်းစွာချိတ်ဆက်နားလည်မှုယူခဲ့တာကြောင့်ဖွင့်ထားသည့်စစ်မျက်နှာတိုင်းမှာအသာစီးရနေတာကိုတွေ့ရပါတယ်။ ပထမဦးစွာဒီဘက်တွင်လူပြောများခဲ့တဲ့အာရတခတ်တတ်တော်နဲ့စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့မကွေးတိုင်းတွင်ကနိုင်ရီကန်တိုက်ပွဲနဲ့ပတ်သက်ပြီးပြောကြင်ပါတယ်။နိုင်ရီကန်စခန်းဆိုတာရခိုင်မတဆင့်မကွေးတိုင်းတွေကိုစိတ်ဝင်လာမဲ့တော်လိုင်းအင်အားစုတွေကိုတားမြင့်နိုင်ဖို့အတွက်စစ်ကောင်စီရဲ့အရေးကြီးဆုံးခန်းစစ်စခန်းဂုံကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့စူပါ စခန်းဂုံတွင်လေကြောင်းရန်ကာကွယ်ရေးတာမကအမြောက်စေးနဲ့တိုက်ခတ်ရေးတက်အမြောက်များပါရှိပြီးအနီးအနားစူမိုးဂုံနယ်မြေတွေကိုအင်အားဖြန့်တာပြုလုပ်ပြီး ရခတက်တော်ရဲ့မကွေးတိုင်းထိုးစစ်ကိုဟန်တားဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ယာတိရသလောက်ဆိုရင်အဆိုပါစခန်းကုန်းအတွင်းစကခစက်ကွန်မဗျူဟာမှုနဲ့အဖွဲကိုတိုင်ကြီးကြပ်ကွက်ကဲနေတယ်လို့အမြောက်လက်နက်ကြီးပစ်ကူအမြောက်များလည်းရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ယခုနောက်ဆုံးသိထားသလောက်အချိန်ရဆိုရင်အဆိုပါကုန်းရဲ့အရေးကြီးကာကင်းစခန်းတွေအကုန်လုံးကိုတော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထားနိုင်ပြီဖြစ်တယ်လို့ပင်မနိုင်ငံကုန်းကိုလည်းဝိုင်းပတ်ပိတ်ဆို့ကြတာပြီးပြုတ်ထုတ်နိုင်တယ်လို့သိရပါတယ်။ တကယ်လို့အဆိုပါနိုင်ငံဗျူဟာစခန်းကိုရလိုက်မယ်ဆိုရင်၎င်းတို့အနည်းရှိကပ္ပစ14ဟာအလိုလျောက်ရှီတန်းစစ်မျက်နှာပြင်တပွဲဖြစ်သွားမဲ့အခြေအနေမျိုးလဲတွေ့ရမှာပါလို့ဆိုချင်ပါတယ်။ဒါပေမဲ့ဘကူတိုင်းဘက်ကအရက်ခတ်တက်တော်နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ပူးပေါင်းထိုးစစ်မှာဆိုရင်လဲဒေါ်လင်းတပ်ဖွဲ့တွေဟာအုပ်ရှိပင်မြို့နယ်အမှတ်6ကာကွယ်ပစ္စည်းထုတ်ယုံကပ္ပစ6အနည်းကစင်လန်းကျေးရွာအထိရောက်ရှိနေပြီးအဲ့ဒီကျေးရွာတိုက်ပွဲမှာစကားစ30တဲ့မနဲ့တိုက်ဆုံခဲ့တာတွေရှိရလို့သိရပါတယ်။ ဒါဒီမကသေးပဲမြန်မာစစ်တပ်နဲ့အာရခတ်တပ်တော်တို့ကြားရခိုင်ရိုးမနယ်စပ်တလျှောက်အရာဝတီတိုင်းတွင်းကရေကြီးတာပေါင်းငတိုင်းချောင်းလင်းမြနှာအင်္ဂဘူနဲ့မြန်အောင်မြို့နယ်အထိတိုက်ပွဲတွေဖြစ်ပွားနေပြီးအာရခတ်တပ်တော်ဘက်မှအောင်မြင်ချက်နေတာတွေကိုမြင်တွေ့ရပါတယ်ဆိုတော့ကဒီအခြေအနေဟာလက်ရှိမြေပြင်မှာဖြစ်နေတဲ့အခြေအနေနဲ့တိုက်ပွဲပုံစံတွေကိုမြေပြင်အချက်လက်တိုင်းချပြထားတာဖြစ်ပြီးဒီခင်ချင်းဒီချက်လွတ်တွေကိုကြည်ုံနဲ့တင်စစ်တပ်ကလုံးဝအသာရနေပြီဆိုတဲ့အတွေးခေါ်မျိုးဝင်အောင် ရွေးချယ်ရှိရှိဝါဒဖြန့်နေတဲ့စစ်ကောင်စီလော်ဘီတွေရဲ့ပြောဆိုမှုမာရင်းကြောင်ထင်ရှားစေနိုင်ပါတယ်စစ်ကောင်စီဘက်ကဘလောက်ပဲသူတို့နိုင်နေပါပြီရခိုင်မှာလဲခေါင်းထောင်နိုင်နေပါပြီလို့ပြောနေပါစေမြေပြင်အချက်လက်တွေအတိုင်းဆိုအရခတ်တတ်တော်ရဲ့ထုစစ်ဟာမကွေးပကိုးနဲ့အေယာဝတီထိပါချင်းချောက်နိုင်နေပြီဆိုတာထင်ရှားပါတယ်။ဆောင်းမာရေးသားသူမင်းတော်ဆောင်းမာဖတ်ကြားသူကုထွန်း